မြမရွာလက်ဝေသမားထွန်းထွန်းမင်းကထိုင်းလက်ဝေသမားစူရာချိုင်းကိုအောက်ခြေပိုင်းကန်ချက်တွေအသုံးပြုပြီးအလဲထိုးအနိုင်ယူခဲ့ပါတယ်။ဦးစိုးညီကတရင်ပစ်ပို့ထားပါရရှင်။မလ29ရက်ကရန်ကုန်မြို့တင်မြို့အင်္ဂါသားရုံမှာကျင်းပခဲ့တဲ့မြမထိုင်းမြမရွာလက်ဝေစင်ကိုပွဲမှာနမကြီးမြမရွာလက်ဝေသမားထွန်းထွန်းမင်းကထိုင်းလက်ဝေသမားစူရာချိုင်းကိုအလဲထိုးအနိုင်ရခဲ့ပါတယ်။ ဒီပွဲစဉ်မှာထွန်းထွန်းမင်းရအောက်ခြေပိုင်ခံချက်တွေကိုအဓိကအသုံးပြုပြီးထိုင်းလက်ဝဲစမှာခြေမထောင်းနိုင်အောင်အဓိကကစားသွားတာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ဝိတန်လိုက်ချန်ပီယံစုအချို့ကိုရောက်ဘူးဆိုတာခြံရထွန်းထွန်းမင်းအတွက်ပြိုင်ပွဲကောင်းမဖြစ်ခဲ့ပါဘူး။ပါဝါလက်မြတ်မှုနဲ့အနိုင်ရလို့စိတ်ပြင်းပြမှုတွေမှာတော်တော်ကွာပါတယ်။ပထမအချိန်အစပိုင်းလောက်မှာပဲဆူရာချိုင်းကအပြန်အလှန်ရှင်ပြိုင်နိုင်ခဲ့တာပါ။ ထမအကြည့်ပြီးကန်ဒီမှာထွန်းနှမင်းရဲ့ချုပ်လူတိုက်ချက်ကြောင့်စူလာတိုင်း2မိနစ်အနားတောင်းခဲ့ရပါတယ်ဒူဒီယာချီကစားပြီးထွန်းထွန်းမင်းကစူရာချိုင်းရဲ့တဲ့ကြီးကိုအောက်ခြေပိုင်ကနေတူအုံပြုပြီးဖြိုကစားတာကြောင့်စူရာချိုင်းကောင်းကောင်းမရနိုင်တော့ပဲအမှတ်စနစ်ချင်းရေးကြောက်ခံရပါတယ်။ မြန်မာယူရဲ့လက်ဝဲရဲ့လူတက်မြန်မာပြည်ချင်းပြည်ထွန်းတော်မင်းကထိုင်းလက်ဝဲသမားစုရာချိုင်းကိုတတိယအကြိမ်တမလဲမပြည့်ခင်မှာပဲအောက်ခြေပိုင်းကကျန်တဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်ကျွန်တော်စိုးညီပါ